ကြော်သားပြပြီးနာမည်ကြီးနေတဲ့ body builder တယောက်သူ့ရဲ့အစွမ်းရောင်ပြင်းထန်တဲ့လေးကြီးမှုတွေကြောင့်နာမည်ကြီးသူတယောက် Fitness Guru တို့အဖြစ်နဲ့လူသားပေါင်းများစွာရဲ့ချီးကျူးခံရသူတယောက်သူကတော့ဘယ်သူလဲသိကြပါလား Joe Lander ပဲဖြစ်ပါတယ်မနေ့ကညနေ၄နိုင်မှာဂျင်းကိုရောက်လာရမှာကိုသူပေါ်မလာခဲ့ပါဘူးဒီမျိုးသားကသူ့အသက်ဆုံးရှုံးသွားကြောင်းကိုပြောနေခဲ့ပါတယ်ဟုတ်ပါတယ်သူကဝမ်းနေတဲ့ကောင်းစွာပဲအသက်30ပြည့်မှာသူဘလို့မှမမျှော်လင့်ထားတဲ့နေလနဲ့အသက်ဆုံးရှုံးခဲ့ကြတာပါ သူ့ကောင်မလေးကဂျိုးကငါသာလျှော့တယ်ဘယ်လိုနေမလဲဆိုတော့စဉ်းစားကြည့်ပါကျမတို့သူအမြဲပြောပါတယ်သူပြောတယ်လေသူမရှိပဲနဲ့ကျမဘောကိုစိတ်ကူးမကြည့်နိုင်သေးလို့ကျမမှအဖြစ်မရှိခဲ့ဘူးလို့ဆိုပါတယ်ဂျိုးကသူ့ကောင်မလေးရဲ့ရင်ခွင်ထဲမှာပဲဆုံးပါခဲ့တာပါသူမဆုံးပါခင်မှာအဲ့ဒီကြည်ကွဲပွင့်နေမှာပဲသူကိုယ်တိုင်လှူထားတဲ့ဆွေးကျိုးတကောင်ကိုသူ့ဤသားလေပေးမှာဆွေးပေးခဲ့ပါတယ်ဒါရီယာကျွန်တော်ရဲ့ဂျိုးလင်နာကြီးနောက်တစ်မျိုးအနေနဲ့ဂျိုးအက်စတက်တစ်လို့လည်းလူသိများတဲ့အဲ့ဒီလူကြီးရဲ့နောက်ဆုံးအခြေအနေလေးပါ ်သူက2019ခုနှစ်မှာ TikTok မှာသူ့ရဲ့ Alien Game ဆိုတဲ့ဗီဒီယိုတွေကိုစပြီးတော့တင်ခဲ့ပါတယ်ဒုတိယကျိုးရဲ့ဗီဒီယိုတွေကခန္ဓာကိုယ်ကိုအစ်စ်လို့မယုံကြည်ခဲ့ကြပါဘူးဒါပေမဲ့သူကဂရုမစိုက်ပဲသူ့လုပ်ကိုပဲလုပ်ခဲ့ပါတယ်သူကဗီဒီယိုများစွာကြွတ်သားတွေပြသခဲ့ပေမဲ့သူကသူ့ရဲ့နေ့စဉ်ဘဝကိုပါဆိုရှယ်မီဒီယာမှာဝေမျှခြင်းခဲ့တာပါဒါပေမဲ့သူကလူတွေကိုတကယ်ပဲစိတ်ထက်ခွန်အောင်ပေးခြင်းခဲ့တယ်ဆိုတော့လည်းတွေ့ရပါလိမ့်မယ် ျွန်တော်မြဲလူတိုင်းအတွက်အကောင်းဆုံးဖြစ်စေခြင်းခဲ့တာပါကျွန်တော်တခုခုပြောပြီဆိုရင်အဲ့ဒါလူတွေကိုတကယ်ကူညီခြင်းလို့ပါတကယ်ယူသသပြောတာပါတကယ်လို့တခုခုကျွန်တော်ပြောပြီဆိုရင်အဲ့ဒါကတကယ်ယူရတာပါလူတွေကိုတကယ်ကူညီခြင်းတော့လုံဆော်ခြင်းတော့စိတ်သက်အကွန်အားပေးခြင်းတော့ကောင်းတဲ့စိတ်သက်တွေဖြန့်ဝေခြင်းတော့ပျော်ရွှင်တဲ့အခြေအနေရှိခြင်းတော့ပါဆိုပြီးတော့သူကပြောခဲ့ပါတယ်။ဒါပေမဲ့လေ2021ခုနှစ်မှာတော့ဒီဆရာထက်တဲ့ကာယပလသမားဟာဂျီကိုမက်စတီယာလို့ခေါ်တဲ့ယောဂကိုခန်းစားခဲ့ရပါတယ်။ဘယ်လိုယောဂလဲဆိုတော့ဟော်မုန်းမညီမျှမှုဒါမှမဟုတ်ဟော်မုန်းကုထုံးနေကြသူ့ရဲ့ရင်သားဟာပုံမှန်မဟုတ်ဘဲနဲ့ကြီးထွားလာနေတဲ့ယောဂပါ။ ။ဒါကြောင့်မဲသူကကျွန်တော်ထူးဆန်းတဲ့အချိန်လေးမှာရှိတာဗျ။ဒီမှာကျွန်တော်ရဲ့ရင်သားတွေကလှုပ်တုတ်လှုပ်တုတ်နဲ့ဖြစ်နေတာတွေ့လား။အဲ့ဒါဘာဖြစ်တာလဲဗျ။ဘလို့ပြင်မရမှာလဲဒါတွေကိုဆိုပြီးတော့သူကပြောခဲ့ပူပါတယ်။ကံကောင်းစွာနဲ့ပဲကျိုးဟာခွဲစေးမှုအောင်မြင်ခဲ့ပါတယ်။သူပြန်လည်နေလဲထူလာနိုင်ခဲ့ပြီးတော့သူ့ကိုထောက်ခံသူအားလုံးအတွက်ဒီချင်းရဲ့ဗီဒီယိုတွေဆက်လုပ်ခဲ့ပါတယ်။တင်တော်တဲ့အစားအစာစားတင်တော်တဲ့အစားအစာအစီအစဉ်တိုင်းလေးချက်ကိုလို့ကိုပေါက်ကောင်းလာလိမ့်မယ်အဲ့ဒါဆိုရင်ခမရရဲ့ apps တွေကိုမြင်ရလိမ့်မယ်ဆိုပြီးတော့သူကပရိသတ်တွေကိုအခုမြင်နေရတယ်လို့မူတီလေးပေးလေးရှိပါတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းဖြစ်ပျက်တွေကတော့တော်တော်မင်းမြန်ဆန်ဆန်ဖြစ်လာခဲ့ပါတယ် ဒီနေ့မက်ချ်လာ29ရက်နေ့မှာဆိုင်ကယ်စီးမားရှော့ခတ်မလားဆိုတဲ့စကားလုံးနေတဲ့ဆိုင်ကယ်စီးနေတဲ့ဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။မီလာဒီယာနေမှာတော့သူ့ရဲ့နေပေါင်းများစွာနဲ့ကြီးခဲ့တဲ့ Alien Games ကိုဘယ်လိုလုပ်တယ်ဆိုတော့နောက်ဆုံးမှာတော့ဝေမျှခဲ့ပါတယ်။ငါလုပ်တော့မယ်ဘလို့ငါပြောမယ်လူတွေကငါတာကိုဘယ်လိုလုပ်တာလဲအမြင်မေးကြတယ်။တကယ်တော့ဒါကကြွတ်တောင်လုပ်ပြီးတော့လုပ်တော့ပါကြွတ်တက်တာနဲ့အဲ့ဒီလိုဒုက္ခသွားတာအမှန်တမ်းပြောရင်တော့နားတယ်။တကယ်တော့တော်တော်နားတာ။ပိုးလုပ်လေပိုးနာခြင်းလေပဲ။ဆိုပြီးတော့သူကအဲ့ဒီဗီဒီယိုမှာလှုပ်ပြပြီးသူနာခြင်းခဲ့ပြီးတော့လုပ်နေကြောင်းဖွင့်ရခဲ့ပါတယ်။ဗီဒီယိုမှာဆိုရင်သူတချင်းစုံနေရာကိုတွေ့ရပါလိမ့်မယ်။ကပိုင်းရလှပါလေလို့သူကဆိုခဲ့ပါတယ်။ ဂျိုးဟာသူ့ရဲ့ကာယပလတမတငယ်ချင်းတွေနဲ့ဗီဒီယိုရိုက်ရတာကိုနှစ်သက်ပါတယ်။လာကုန်ကန်ဒီမှာတော့သူကနောက်ထပ်သူ့ရဲ့ဗီဒီယိုဟောင်းတစ်ခုကို What's I any random moment here ဆိုတဲ့ caption နဲ့ဝေမျှခဲ့ပါတယ်။ဇူလ20ရက်နေ့မှာဂျိုးဟာသူ့ကိုတစုံတစ်ယောက်ပေးခဲ့ဖို့တဲ့အရေးကြီးဆုံးကြေညာကိုဝေမျှခဲ့ပါတယ်။ဒါကျွန်တော်တို့အားလုံးအတွက်လည်းရေးကြည့်တယ်လို့ထင်ပါတယ်။စီကဲရှိအောင်သင်ယူပါ။အချင်းချလာတာနဲ့မြစီကဲရှိပြီးဆေးရထက်သမှုလိုအပ်တဲ့အရာတွေအများကြီးလုပ်ရမယ်။ဆေးရထက်သမှုနဲ့စီကဲရှိမယ်ဆိုရင်လူတိုင်းဟာသူတို့ဘဝရဲ့အကောင်းဆုံးပုံစံကိုရောက်ရှိနိုင်ပါတယ်။ဆိုပြီးတော့သူကဒီဗီဒီယိုမှာပြောခဲ့ပါတယ်။ ဇော်လ28ရက်နေ့မှာတော့သူ့ရဲ့ချစ်ရတဲ့ကမ္ဘာလေးပြောပြချက်ရောက်ဂျိုးဟာလေပင်းနာခြင်းမှုပြင်းထန်စွာစတင်ခန်းစားခဲ့ရပါတယ်။ဒါပေမဲ့သူတို့ကဒါကဘာမှမဟုတ်ဘူးလို့ထင်ခဲ့ပါတယ်။အရေးကြီးတယ်လို့မယူဆခဲ့ပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာတော့သူ့ကမ္ဘာလေးနောက်ထပ်ရတော့မှာပါ။နောက်တနေ့ဇော်လ29ရက်နေ့မှာဂျိုးဟာ Instagram မှာ post ကိုတော့တင်နိုင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့နောက်ဆုံး post ဆိုပါပဲ။လူများဒါဟာသူတို့ခုခုဖြစ်တော့မယ်ဆိုတော့ကြိုးသိနေတဲ့နှုတ်ဆက်စကားလို့တော့ထင်ကြပါတယ်။လူတယောက်အနေနဲ့လေအောင်းဆရာကောင်းအကြီးကောင်းလာပြီးကိုယ်လုံးကိုယ်ပေါင်းလှပအောင်ပဲလေ့ကျင့်မှုလိုပါတယ်။ တော့ရဲ့ကြာမှာတော့အဆိုးဆုံးသတင်းတွေရောက်လာခဲ့ပါတယ်။သူတငယ်ကြီးတယောက်ကသူမင်းကညနေ၄နာရီလောက်ကျင်းမှာကျွန်တော်နဲ့ဆုံရမှာဗျ။ဒါပေမဲ့သူကဂျင်ကိုပေါ်မလာခဲ့ဘူးဆိုပြီးပြောနေခဲ့ပါတယ်။တကယ်နာကျင်ရပါတယ်ဆိုပြီးတော့သူ့ရဲ့ရီးစားကလည်းဒီဂျေကွဲဖွယ်သတင်းကိုတီးပြုတ်ခဲ့ပါတယ်။ဒီလိုနဲ့ဂျိုးဆုံးမသွားချိန်မှာသူ့ရီးစားရင်ခွင်ထဲမှာရှိနေခဲ့ပါတယ်။သူကျမတို့အလုပ်ပေးတဲ့ဆွဲချုပ်ကိုအဆုံးငယ်မှာကျမလည်းပေးမှာဆွဲပေးခဲ့တယ်။ဆိုပြီးတော့ကမာလေးကဆိုပါတယ်။သူ့ရဲ့ရီးစားနဲ့တငယ်ချင်းတွေကဂျိုးဟာအန်ယူရီဇင်လို့ခေါ်တဲ့ သွေးကြောဖောက်ပြီးတော့ပေါက်ထွက်တာကြောင့်ဆုံးပါခဲ့အောင်ဒီပြူခဲ့ပေမဲ့လူများပြားကော steroid ကြောင့်လို့ပဲတန်တရားရှိနေကြစေပါ steroid တွေအများကြီးသုံးတယ်လို့ပြောမဲ့သူတွေရှိနေပေမဲ့ကျွန်တော်က test replacement therapy ပဲသုံးခဲ့တာပါကျွန်တော် steroid တိတ်မသုံးပါဘူးဆိုပြီးတော့ဂျိုးကဗီဒီယိုတစ်ခုမှပြောခဲ့ပါတယ်ကျိုးဟာ steroid အရင်ကသုံးခဲ့ဖို့ကြောင့်ဝန်ခံခဲ့ဖို့ပါတယ်။ဒါမှလည်းဆရာဝန်တူဦးကကျိုးရဲ့ခန္ဓာကိုယ်ပုံစံအောင်မြင်ပြီးတော့အသက်30မှာဆုံးပါတယ်လို့ကြားရတယ်လို့မြတ်ပြဟာ steroid အလုံးကျော်သုံးတာနဲ့ဆက်ဆက်နေတယ်လို့ထင်ကြမှာပါ။ဒါကတကယ်ကိုရှက်စရာပဲ။ဘာဖြစ်လို့လဲဆိုတော့ အန်ရယ်စီကတခြားစီလေဆိုပြီးတော့ပြောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့သူ့ရဲ့ရည်စားနဲ့တကယ်ချင်းနေပြောတာကိုပို့ပြီးတော့ယုံကြည်ခြင်းပါတယ်သူ့ရဲ့နောက်ဆုံးချိန်ကလည်းကျွန်တော်တို့အားလုံးတင်ခဲ့တာယူနေပုံမျှော်လင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျိုးကကျွန်တော်တို့ကိုယုံကြည်စေခြင်းနဲ့အရာတစ်ခုရှိတယ်ဆိုရင်အဲ့ဒါကဆရာထက်တန်ပြီးတော့စီကန်းရှိရှိနေတိုင်းချင်းအပြင်ကျွန်တော်တို့ရဲ့အကြီးမြတ်ဆုံးပန်းတန်တွေကိုရောက်ရှိနိုင်တယ်ဆိုတော့ပါပဲ။ကောင်းရပါ